လူတယောက်တော်တာသူ့ရဲ့ကံကောင်းမှုနဲ့မဆိုင်ပါဘူးအကယ်လို့ကံကောင်းလို့တော်တယ်ဆိုရင်အများဆုံးသူ့တစ်ချိန်ပဲတော်နိုင်မှာပါအကယ်၍အချိန်ပေါင်းများစွာအချိန်ကြာရှည်စွာလူတယောက်ကတော်တယ်ဆိုရင်အဲ့ဒီအရာကိုအယီချင်းလို့ခေါ်တယ်အယီချင်းကခက်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 လေးချင်းလို့ရလာတာပါဘာဖြစ်လို့အဲ့ဒီလောက်တော်တာလဲမွေးရပါပါရမီလားဆိုပြီးတော့တချို့ကမေးကြတယ်အဖြေကမဟုတ်ပါဘူးတော်ရတဲ့အကြောင်းရင်းကသူများထက်ပင်ပင်မမှန်လေးချင်းလို့အရာမှန်သမျှသင်ယူလေးလာလို့သူများထက်ပို့ပြီးတော့ဖတ်လို့သူများထက်ပို့ကြည့်လို့ သူများထက်ပိုကြုံတွေ့ရလို့သူများထက်ပိုပြီးနာကျင်ရလို့ပဲလူတယောက်ကိုသူများထက်ပိုတော်အောင်ဖန်တီးပေးတာပါဒါဆိုရင်နောက်မေးခွန်းတစ်ခုကပါရမီရတကယ်ရှိလားလို့မေးလိုက်မယ်အဖြေရတကယ်ရှိပါလေဒါပေမဲ့ပါရမီဆိုတဲ့အရာကျွန်တော်တို့အကြောင်းပြချက်မရှိပဲအရာတစ်ခုကိုနှစ်သက်အောင်လုပ်ပေးရုံပဲရှိပါလေဒါကြောင့်မလို့ကျွန်တော်တို့အဲ့ဒီအရာကိုအာယုံစိုက်ပြီးတော့လုပ်နိုင်တော့အစပိုင်းမှာအဲ့ဒီအရာကိုကောင်းကောင်းဆောင်ရွက်နိုင်တာပေါ့ဒါပေမဲ့ရေရှည်အတွက်အဲ့ဒီပါရမီကမလုံလောက်ပါဘူး ။ဒါကြောင့်မလို့ဘယ်အရာမဆိုကျွန်တော်တို့ခက်ခက်ခဲခဲလေ့ကျင့်မှအဲ့ဒီအရာပေါ်မှာတော်မဲ့လူတယောက်ဖြစ်မှာပါ။လဲလဲပြောရရင်တော့ဘတ်စကားလိုမျိုးပါပဲ။ကျွန်တော်တို့ကိုလမ်းထိပ်ထိပ်ပဲချပေးမှာပါ။အဲ့ဒီကနေကျွန်တော်တို့လူတွေကလည်းကိုနီးကိုဟန်နဲ့ကိုပန်းနိုင်ကိုဆက်ပြီးတော့စူးစမ်းပြီးသွားရမှာပါ။သူများထပ်ပို့ပြီးစူးစမ်းလေ့ကျင့်ရင်သူများအရှိကိုရောက်မှာပဲ။သူများလိုမလေးမကျင့်မစူးစမ်းတဲ့သူကတော့နောက်ဆုတ်တယ်လို့ဖြစ်နေမှာပါ။ဒါကြောင့်မလို့ဒီလောကမတရားဘူးလို့မပြောပါနဲ့။တကယ်ဆိုရင်ကိုကိုတိုင်အသုံးမကျတာပါ။ဒါကြောင့်မလို့တော်တာကဘယ်တော့မှကံကောင်းမှုကြမဟုတ်ဘူး။ ။ဒါကြောင့်မလို့ဒီနေ့ကစပြီးကိုယ်စိတ်ထဲမှာသူဘာဖြစ်လို့တော်တာလဲဆိုတဲ့မေးခွန်းထုတ်ထားလိုက်ပါ။ဘာဖြစ်လို့လဲဆိုတော့အဖြေရတစ်ခုပဲရှိတယ်။ तू ကသူများထက်ခက်ခက်ခဲခဲစူးစမ်းလေ့ကျင့်ပြီးတော့ဝရိယကိုပိုင်ဆိုင်ထားလို့ပါပဲ။